အမျိုးသမီး၃ယောက်ကိုပွဲချင်းပြအောင်လုပ်ခဲ့တဲ့ဟာတာလူရှင်တော်စူပါလီရဲ့နောက်ွယ်ကအကြောင်းရင်းအလုံးမင်းမင်္ဂလာပါရှင် Famous Selling New ကနေကြိုဆိုလိုက်ပါတယ်။အခုရပိုင်းတဲ့ Internet ပေါ်မှာပြန့်နှံ့လာတဲ့အဓိကအကြောင်းရင်းကတော့ဟာတာလူရှင်တော်စူပါလီရဲ့ရေမတော်တစားမှုဖြစ်စဉ်မှာဒီလိုဟာတာလူရှင်တော်စူပါလီရဲ့ရေတိုက်မှုနဲ့ပတ်သက်လို့ အစောပိုင်းမှာတော့မီဒီယာတွေအမှုပညာအတိုင်းဝိုင်းကသတင်းဖုံးကွယ်ထားတယ်လို့လဲဆိုပိုင်းဇူပါလင်းဆိုတာကတော့မိုးရံရွှေလာမင်းနဲ့မျက်စုကလေးထီဆိုင်ကြီးရဲ့လူရှင်တော်ပြန်ပွဲကနေဆုရထားခဲ့တဲ့ဟာတတိုက်လူရှင်တော်အဖွဲ့ကနေနမည်ကြီးလာတဲ့သူဖြစ်ပိုင်းဟာတတိုက်အဖွဲ့မှာတော့လူရှင်တော်ဂျယ်လီဇူပါလင်းတွက်လန့်နဲ့ဝိုင်းဝိုင်းလေတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပိုင်း အဲ့ဒီကမှစူပါလင်းတဲ့သွက်လက်တို့အတွင်ဟာပရိသတ်တွေချစ်ခင်အပိမှုအများဆုံးလူရှင်တော်ရီလို့ဆိုရမှာပါအနုပညာလောကမှာမိုးဒီနဲ့မော့ခင်လိုင်နဲ့ဒိန်တောင်စားရီလူရှင်တော်အတွဲတွေလို့သွက်လက်နဲ့စူပါလင်းတို့ဟာအနုပညာလောကမှာနာမည်ကြီးခဲ့တာဖြစ်ပါအထူးသဖြင့်တော်လန်နဲ့စူပါလင်းတို့ဟာဇက်တပင်လောကထဲမှာသာမကရုပ်ရှင်နဲ့ဗီဒီယိုတိကျစွာလောကထဲမှာပါနာမည်တစ်ခုရကအောင်မြင်လာတာဖြစ်ပါတယ် ဒီလိုအောင်မြင်လာတဲ့အတူပဲငွေရေးကြေးရေးအစီအပြေကကိုပိုင်ကားတွေဝယ်ယူနိုင်တဲ့အထိချမ်းသာကျွဲဝလာတာပါဒီလိုအောင်မြင်လာတာကနေလေပျက်စီးခြင်းအစဖြစ်လာတယ်လို့ဆိုရပါမယ်တလန်တဲ့စူပါလင်းတို့ဆောင်တွဲမှာတလန်ကအမှုပညာအလုပ်ကိုအာယုံစိုက်ကပို့အောင်မြင်ပေမဲ့စူပါလင်းကတော့ဘီယာကြိုက်တတ်တယ်လို့ဒရိုက်တာပြည်ဟင်းတီဟာကဆိုပါတယ်ဒါပြင်စူပါလင်းဟာအခုလိုဘီယာအရက်ဆေးလိုက်စအရီကြောင့်ပဲတလန်နဲ့ရှင်အောင်မြင်မှုအနေငယ်ရောကြလာတာပါ ဒါပေမဲ့အစုပါလင်းဟာတော်လန့်တဲ့အတူတူပေါင်းကပြည်သူတွေအတွက်အကောင်းဆုံးပြုဆောင်ပေးနေတော့မှာပဲ။စုပါလင်းဟာပြီးခဲ့တဲ့ရက်ပိုင်းမှာတော့တဲစုငယ်လွမ်းမိုင်တို့နဲ့အတူဖြစ်ချင်းအောင်ဟာအလှမယ်ရုပ်ရှင်စကားကြီးကိုရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေဆယ်ရက်နေ့မှာတော့ဟာတာပြုဆောင်စုပါလင်းဟာတန်လင်းမှာရေမတော်တဆမှုဖြစ်သွားခဲ့ကသူ့ကားနဲ့ဝင်တိုင်းမှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘေးတွဲပေါ်ပါအမျိုးသမီး၃ဦးပွဲချင်းပြီးကဆိုင်ကယ်မောင်းသူအမျိုးသားပေါင်းကျိုးသွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါဖြစ်ရကြောင့်လဲစူပါလီဟာရဲစခန်းမှာဖမ်းဆီးခံရပြီးအမှုဖင်တာခံရတာပါစစ်သေးချက်တွေအရစူပါလီဟာကားမောင်းနေစဉ်အတွင်းသူ့ကိုယ်သူဘယ်သူမှန်းတော်မသိအောင်ထိမူယူကွဲပြဲနေခဲ့တယ်လို့ဆိုပါတယ်။အထူးသဖြင့်စူပါလင်းကိုထိမ့်သိမ်းထားခြင်းမှာသူဟာတပင်အဖွဲတွေကလာဟာတာအစည်းယုံတွေကလာဆိုတာတော့မသိတော့ပဲလွတ်နေရဲ့လို့သိရပါတယ်။စူပါလင်းကိုဟာတာအဖွဲကလာရောက်ကူညီဖို့ လာတဲ့အချိန်မှာတော့သူဟာဟာတာအဖွဲကမဟုတ်ပဲတပင်လို့ပြောတယ်လို့တပင်အဖွဲလာတော့လေသူကတပင်ကပါဆိုပြီးစကားတွေပလုံးပထွေးဖြစ်နေရဲ့လို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာ၁၀ရက်လောက်ကြာပြီးဖြစ်ပေမဲ့လေဆိုရှယ်မီဒီယာမှာတော့မတွေ့ရပဲစူပါလင်းရဲ့တရင်ကိုဖုံးကွယ်ထားတယ်လို့ဖြစ်နေကြတာပါအခုချိန်ဒီတော့သူ့အမှုအတွက်ဟာတာတယောက်ဆောင်ခင်လိုက်ကသူတပည့်ကျော်စူပါလင်းအတွက်ဥစားကားကူညီပေးနေရလို့ဆိုပါတယ်။ဒါပေမဲ့လည်းလူတည်ဆုံးမှုဖြစ်သွားတဲ့အတွက်ပြစ်ဒဏ်ကြခံရပွဲရှိနေရပါ။ပရိသတ်တွေကတော့စူပါလင်းအနေနဲ့အောင်မြင်လာချိန်မှာ အလောက်ကိုကြိုးစားမလုပ်ပဲစီးရီအရက်တွေတုံးလို့အခုလိုဘဝကြီးပျက်စီးရတဲ့အပေါ်မှာစိတ်မကောင်းဖြစ်ကြရတာပါစူပါလင်းဟာအခုချိန်မှာပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ဟာတာတရားစာဖြစ်ပါလျက်နဲ့သူ့ဘဝကြီးကတည်ငါအမှားအတွက်ပေးဆက်ရတော့မှာဖြစ်ပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစူပါလင်းရဲ့မတော်တဆမှုအပေါ်မှာမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်